အဲ့ဒီတရားဓမ္မဘာဝနာရှုပွားနည်းကိုတော်တော်လေးအားရနေတဲ့ယောဂီပုဂ္ဂိုလ်တို့ကနောက်တစ်ဆင့်တက်ပြီးတော့ဆက်လုပ်ရမယ်။ရှင်အတုဘကိုရောက်နေပါလား။ရှင်အတုဘနဲ့ပတ်တယ်လို့ရှုပွားပုံနည်းစနစ်တွေကိုလည်းဒီဝိဇ္ဇာတုဒ္ဓမှာလည်းဖျားရှင်ထင်ကြထားပါတယ်နော်။ဘိနဘိနုဘမတုဒ္ဓစတဲ့ထိုထိုတုဒ္ဓဏီမှာလည်းမြတ်စွာဘုရားထင်ကြထားပါတယ်။အဲ့တော့ရှင်အတုဘမှာကဘုဇဏဟောမေဂိယအာ ဟိုဥဒ္ဒနောအင်ဂုတ်တော်ပါဠိတော်ဧကတတကဒီပတ်မှာသုံးတန်တစ်ခုလာရှိပါတယ်ဧကတတကနိဗ္ဗာန်မှာဂိရိဗာဏ္ဍသုတ်တန်ဆိုပြီးသုတ်တန်တစ်ခုလာရှိပါတယ်သုဂိရိမာဏ္ဍသုတ်တန်မှာလည်းမြတ်စွာဘုရားက32ခုထာတာတွေဖြူပွားလို့တဲ့တုံငယ်ရကိုအတုပဘာဝနာအဖြစ်နဲ့ထည့်သွင်းပြီးဟောထားပါတယ်နော်။ဒါကြောင့်အဲ့ဒီအတုပကိုတော့ရှင်အတုပဆိုပြီးတော့သဝိညာဏကအတုပဆိုပြီးတော့ဝိဇ္ဇသုတ်တံမြန်မှအမိတက်ပေးထားပါတယ် ဝိဇ္ဇသုဒ္ဓမာကတော့ခဏကသေအတုပကုတော့အဝိညာဏကအတုပရှင်အတုပကုတော့သဝိညာဏကအတုပဆိုပြီးပြီးတော့ညွှန်ကြားထားတယ်။အဲဒီသဝိညာဏကအတုပကတော့မိမိတဏ္ဍာမရှိတဲ့32ခေါထာတာတို့ရဲ့ညွှန်ကြားချက်စုပ်ပဲသဘော။အပြင်ဘိဒ္ဓတဏ္ဍာမတည်ရှိနေတဲ့သက်ရှိတဘာဝီတဏ္ဍာမတည်ရှိနေတဲ့32ခေါထာတာတို့ရဲ့ညွှန်ကြားချက်စုပ်ပဲသဘောကိုညာနဲ့မြင်အောင်ကြည့်ပြီ။သို့32ခေါထာတာတို့ရဲ့ညွှန်ကြားချက်စုပ်ပဲသဘောကိုအာယုံယူရဲ့အတုပအတုပလို့ယူရမယ်။ဒုံသံဖြစ်ပါတယ်နော်။ ီးတော့ဒီအပိုင်းမှာယောဂီပုဂ္ဂိုလ်ကဟိုရုပ်ပိုင်းသိသိတဲ့အခါတည်းက32ခုတန်တာဒီကိုပုဂ္ဂိုလ်ကြည့်အောင်ရှုထပ်ထားတဲ့ယောဂီရှိနေခြင်းကြောင့်လေးရညီစွာအဖြစ်အစ္စဒဗိဒ္ဓနှစ်ဌာနမှာရှိနေတဲ့32ခုတန်တာကိုဖန်ဆက်လိုက်လည်းလည်းနဲ့တွေ့နေပြီဖြစ်ပါတယ်အဲဒီလိုတွေ့တဲ့အချိန်ကမှမိမိတဏ္ဍာမှာရှိတဲ့32ခုထာတာသူတို့သူ့တဏ္ဍာမှာတည်ရှိနေတဲ့32ခုထာတာတို့ရဲ့ဉာဏ်ချဆက်စုပ်ပဲတပတ်ကိုအာယုံယူပြီးတော့အစ္စဒတလည်း ်ဗိဒ္ဓတလဲအတုပဘာဝနာရှုပေးပြီးတော့အဲ့ဒီလိုရှုလိုက်တဲ့အချိန်ခါမှာအစ္ဆဒရှုလိုက်ဗိဒ္ဓရှုလိုက်ခက်ခတ်တက်ကရှုခိုက်ရင်ဘာဖြစ်လဲအမှုံလေးတွေဖြစ်သွားတတ်တယ်။ဘာဖြစ်လို့ဖြစ်ရလဲ။ဒီအမှုံလေးတွေကိုတက်ခွဲပြီးတော့ရုပ်တရားတွေကိုသိသိတဲ့လုပ်ငန်းကဒီအပိုင်းအထိတော်တော်လေးအဝဝစွာလေ့ကျင့်ထားပြီးဖြစ်နေ။ဖြစ်နေခြင်းကြောင့်လေ့ကျင့်ထားတဲ့အချိန်အဝါကြောင့်လွယ်လွယ်ကူကူပဲအမှုံလေးတွေကဖြစ်ဖြစ်ပြီးတွတ်တတ်ခြင်းဖြစ်ပါလေ။သို့တော့ဉာဏ်ကပြညာအပေါ်မှာအာယုံစိုက်ပြီးတော့ပြညာ ဖြစ်တဲ့32ခုထာတာတော့ရွံ့ချက်ဆက်ဆိုပဲအပေါ်မှာသူစိတ်ဖန်နိုင်ရင်တော့လူလည်းနဲ့မဖြစ်ဘူးအဲ့လိုမဖြစ်ခဲ့လို့ကိုကဝိပဿနာတစ်ခါပြန်ပြီးကုကျင်တယ်ဆိုလို့ရှိရင်တော့မလုပ်နဲ့အဲ့ဒီ32ခုထာတာကိုဖမ်းပြီးဓလိပတ်ဆက်လိုက်ဆက်လိုက်ရင်အလုံးအမှုဖြစ်အမှုဖြစ်သွားပြီဆိုရင်ဒီအမှုတွေကို6ထာ32ခုထာတာမှာတက်ခွဲတဲ့ပုံစံအတိုင်းတက်ခွဲပြီးတော့တက်ခွဲပြီးတော့အဲ့ဒီယုံတရားတွေရဲ့ဖြစ်ပြီးဖြစ်တာကိုကြည့်ပြီးနေဆက်လို့ရှိဒီအချိန်ခါမှာတော့ရှင်အတုပါဖြစ်နေတဲ့အဲ့ဒါကမ္မဇာယျို သရိဇာယောဥရိဇာယောအဟာရဇာယောအားလုံးရှိနေပါတယ်နော်အဲ့ဒီအတုပဖြစ်နေတဲ့ယုံတရားတွေယုံတရားတွေကိုညာနဲ့ခြုံကုန်ကြည့်ပြီးတော့အနိစ္စဒုက္ခအနတ္တလက္ခဏာသုံးတန်တင်ပြတလဲစီပြန်ရှုပြီးတော့ဒါကရှင်အတုပတစ်မျိုးပဲနော်နောက်ရှင်အတုပတစ်မျိုးနဲ့ပတ်သက်လို့သုခိဏဘိန္ဒုပမသုတ်တံကိုရှင်ကိုရတိုင်ဟောထားတယ်ဒီခန္ဓာအင်းကြီးမိမိခန္ဓာအင်းသူဘခန္ဓာအင်းစိုက်ကြည့်လိုက်ရင်ပို့တော့အမျိုးမျိုးတော့ကြည့်မနေဘူးလားကြည့်နေကြည့်နေတဲ့အခါကျတော့ဒီပို့လောက်တွေကဒီခန္ဓာအင်းကြီးထဲမှာဖြစ်လို့ကြတယ် ဒီခန္ဓာအင်းကြီးတွေမှာပဲအိမ်တော်ပြုကြတယ်တမ်းဖို့ကြဒီခန္ဓာအင်းကြီးတွေမှာပဲဤကြီးဆွံ့ကြတယ်ရှင်ငယ်ဆွံ့ကြတယ်ဒီခန္ဓာအင်းကြီးတွေမှာပဲသိရင်အတုပထကြတယ်ဘို့လို့ဒီခန္ဓာအင်းကြီးတွေမှာတည်ကျပျက်စီးသွားလို့အပြင်ကိုထမ်းပြီးတော့အတုပထသွားတော့ခဏယောက်များတွေ့ဘူးဟင်ဘယ်နှခါတွေ့ဘူးမတွေ့ဘူးပါဘူးဒါကြောင့်ဥစဉ်တော့ဒီခန္ဓာအင်းကြီးမိမိခန္ဓာအင်းသူတို့ဘာခန္ဓာအင်းအကုန်လုံးညီပါလေပိုးလွန်တို့ရဲ့အင်းတော်မြတ်တမ်းမို့ရဲ့အင်းကြီးလည်းဟုတ်တယ်ညီညီဆိုရင်အင်းလည်းဟုတ်တယ် ်ရင်ငယ်ဆုံးရအိမ်နဲ့ဟုတ်တယ်သေလို့ရှင်အတုပခါရတုတ်တန်တင်ညာကြီးလည်းမဟုတ်ဘူးလားဟုတ်ကြီးတယ်အဲ့ဒီလိုအိမ်ကြီးတခုဟာညွှန်ရှာဆက်ဆုပ်မကောင်းဘူးလားကောင်းနေတယ်အဲ့ဒီလိုဘုလိုတဲ့ဖြင့်သိနေပြီဘုလိုတို့ရဲ့အိမ်တော်ရအိမ်တော်ပြုရာတာမွေရာကျင်းကြီးဆုံးရာကျင်းငယ်ဆုံးရာသုံးတန်တင်ဉဏ်ကြီးဖြစ်နေပုံကိုညာနဲ့မြင်အောင်ကြည့်ပြီးတော့လေဒီခန္ဓာအိမ်ကြီးမိမိခန္ဓာအိမ်သူတို့ခန္ဓာအိမ်တို့ရဲ့ညွှန်ရှာဆက်ဆုပ်ပဲသဘောတည်းကိုအာယုံယူရဲ့အတုပအတုပလို့လည်းယူနေ နောက်ထပ်အတုပဘာဝနာတစ်မျိုးရှုပါနေကြတော့ယုတ်တရားတွေမှာဒုက္ခန္တဈေကုသမကောင်းတဲ့အနတ်အသက်စသည်ရှိနေသည့်အတွက်ယွန်ချာဆက်ဆုပ်ပဲတော့ဖြစ်ယုတ်တရားတဲ့ယုတ်တရားတဲ့မှာမကောင်းတဲ့အနတ်အသက်ဒီနဲ့ယွန်တော့ရှုပ်ထွေးပြီးတော့ဖြစ်ရတယ်မကောင်းတဲ့အသင်ဒီနဲ့ယွန်တော့ရှုပ်ထွေးပြီးဖြစ်ရတယ်မကောင်းတဲ့အရသာတွေနဲ့ယွန်တော့ရှုပ်ထွေးပြီးဖြစ်ရယွန်ချာဆက်ဆုပ်ပဲအသင်နဲ့အရသာတွေနဲ့ယောနောရှုပ်ထွေးပြီးဖြစ်နေရတဲ့သဘောကိုလည်းအာယုံယူပြီးတော့ထိုရုပ်ပရမတ်ရာတိကိုလည်း အတုပအတုပလို့ယူနိုင်ပါတယ်။ဒါကြောင့်ဒီအတုပကတမျိုးချင်းအတုပကပေါင်းလိုက်တော့ဘယ်နှမျိုးဖြစ်သွားလဲ။ဘုံမျိုး။အဲဒီတော့32ခုထာတာတို့ရဲ့ယွန်ရှားဆက်စုပ်ဘက်ကိုကြည့်ပြီးရှင်အတုပတမျိုးယူနိုင်တယ်။ဘိုးလောက်တို့၌ပြည့်နေနေတဲ့ခန္ဓာအင်းရဲ့ယွန်ရှားဆက်စုပ်ဘက်သဘောတို့ကိုကိုကြည့်ပြီးတော့အတုပလို့ယူနိုင်တယ်။ယုတ်တရားတွေကမကောင်းတဲ့အနံ့အရသာစသည်ရှိပုံကိုအာယုံယူပြီးတော့လေအတုပလို့ရှုနိုင်တယ်အတုပ ရှင်အတုပဘောဂနာ၃မျိုးဒီတော့ယုတ်ပရမတရားတွေကိုအတုပလို့ရှုတော့နံပရမတရားတွေကြတော့အတုပမရှုကောင်းတော့ဘူးလားလို့ဒီလိုတော့မေးเสียရှိတယ်နော်မေးเสียရှိတော့အကုသိုလ်တရားတွေကတော့ယောရှာဆက်စုပ်ဖွဲ့ဧကံဖြစ်လို့သူတို့ကတော့အကုန်လုံးအတုပအရှုနိုင်တယ်နော်သို့တော့ကုသိုလ်တရားတွေမှာတချို့တချို့ကုသိုလ်တွေကိုအကြောင်းပြုပြီးအကုသိုလ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲ့ဒီလိုအကုသိုလ်ကိုမွေးထုတ်ပေးနေတဲ့ကုသိုလ်မျိုးကိုလည်းအတုပလို့ယူနိုင်တယ်။ဘယ်လိုကုသိုလ်တွေကအကုသိုလ်တွေကိုမွေးထုတ်ပေးလဲလို့မေးရင်တော့ငါမို့လို့လှူနိုင်တာပေါ့။ဒင်းကောင်မတွေပဲဒီလိုလှူနိုင်မလဲ။ဟုတ်တယ်မလား။ဒါမိမိလှူနိုင်တဲ့ကုသိုလ်စေတနာတွေကိုအကြောင်းပြုပြီးတော့မမနာတွေပေါ်လာတယ်ဟင်။ဒါကဏိတာယတ္တဏိတာယဒါနဒါနတွေကိုအမိပြုပြီးတော့သရာသီလသုဒ္ဓဇာကတွေကိုအမိပြုပြီးတော့မိမိမရှိတဲ့သရာတရား ငါတရားတရားမျိုးဒီလိုပဲရှိမလဲငါသီလမျိုးဒီလိုမှပဲရှိမလဲငါသုဒ္ဓဇာကပညာတရားမျိုးတွေငါမှရှိသလိုဒီလိုမှပဲရှိမှလဲဆိုတဲ့ဖြင့်ဒီတရားသီလသုဒ္ဓဇာကပညာတွေကိုအကြောင်းပြုပြီးတော့လေမမန္တရမဖြစ်ဘူးလားဖြစ်တယ်တခါဒီတရားသီလသုဒ္ဓဇာကတွေကိုအခြေခံပြီးတော့သိပြီးနှစ်သက်နေတယ်မြန်လို့နေတယ်ရာဂတွေမဖြစ်ဘူးလားဖြစ်တယ်တခါဒီတရားသီလသုဒ္ဓဇာကပညာတွေကိုအခြေခံပြီးတော့တခါတည်းဒေါသတွေလည်းဖြစ်တတ်တယ်နှလုံးမထက်တတ်တဲ့ပုဂ္ဂိုလ်များနော် ဟောဒီမှာကိုကျင့်တိလာရှိတာဟောကောင်ငါလည်းရှိတာပဲကြီးကြီးကြီးလုံးမနေပါနဲ့ဟောသူများကိုကျင့်တိလာကောင်းတာကိုမိမိကကြီးညိုတဲ့စိတ်မမွေးပဲမိမိမှလည်းရှိတယ်ဆိုတဲ့ပုံစံဖြင့်တစ်ဖက်အပေါ်မှာမလုံမုံထားတဲ့စိတ်ထားလေးတွေပေါ်လာတတ်တယ်နော်အဲဒီတော့ဒေါသတွေလည်းဖြစ်တယ်မာမနတွေလည်းဖြစ်တတ်တယ်အိတ်ဓာတ်တွေလည်းဖြစ်တတ်တယ်မစ္စရိယတွေလည်းဖြစ်တတ်တယ်အဲဒီလိုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီသရာတိလာသုဒ္ဒဆာကပညာတွေကရာဂဒေါသမောဟ မမနာဣဒ္ဓမိစရိယအစရှိတဲ့အကုသိုလ်တရားတွေကိုမွေးထုတ်ပေးနေတဲ့အတွက်ဒီလိုသရသီလသုဒ္ဓဆက်ကပညာမျိုးတွေကိုလည်းယွန်ရှာဆက်ဆုပ်ဖွယ်ကောင်းလို့အတုပါလို့ရှုနိုင်ပါတယ်နော်ပေါင်းလိုက်တော့ဒါရှင်အတုပရှုနည်းရဲ့သေအတုပရှုနည်းရဲ့နှစ်နည်းပေါ့အဲ့တော့ရှင်အတုပမှာ32ခုထာတတခုဘိုးလောက်တင်းနဲ့ပြည်နေတာကတခုမကောင်းတဲ့အနတ်အသက်အစတိဖြင့်ယွန်ရှာဆက်ဆုပ်ဖွယ်ကောင်းတဲ့သဘောတွေကတခု နံပိုင်းမှာကတော့အကုသိုလ်တရားတွေကအလုံးအတုပပဲနော်ကုသိုလ်တရားတွေကလည်းအကုသိုလ်တရားကိုမွေးထုတ်ပေးနေတဲ့ကုသိုလ်မျိုးဖြစ်ခဲ့ရင်တော့အတုပပဲတဲ့နော်အဲ့ဒီအတုပသဘောတွေကိုညာနဲ့မြင်အောင်ကြည့်ပြီးတော့ရှုပသုံးသပ်ပေးရပါတယ်သို့တော့ဒီနေရာမှာအကောင်းဆုံးလက်နဲ့တစ်ခုကတော့အဲ့ဒီရုပ်လောကမှာ32ခုထပ်တာပဲဒုတိယအဲ့ဒီဘိုးလောက်တတိယခုနကမကောင်းတဲ့အနတ်အသက်ရှိမှုအဲ့ဒီသဘောတရားတွေကို အတုပဣဇဒတလေဗိဒတလေရှုတဲ့အပိုင်းမှာညာကတော်လေးထက်လာပြီဆိုရင်တော့မိမိရာဂဖြစ်နေတဲ့ပုံကိုယ်တွေကိုပြောင်းပြီးတော့အတုပရှုပေးပါတဲ့เนาะဒီအတုပတော့မရှုကောင်းဘူးလားဆိုရှုကောင်းပါတယ်เนาะဗိဒအလောင်းကောင်တစ်ခုရဲ့အတုပသဘောကိုညာနဲ့မြင်အောင်ကြည့်လို့အတုပသဘောဘောလုံးပေါ်လာတဲ့အချိန်မိမိဣဇဒကိုတဖန်ပြောင်းပြီးအတုပသဘောပြန်ဆက်မိမိခန္ဓာအင်းရဲ့ သေအတုပါပေါ့နော်သေနေတဲ့သဘောညာနဲ့မြင်အောင်ကြည့်ပြီးတဲ့အခါဘိဓာတဖန်ပြန်ရှုဣဇ္ဇဒဘိဓာခောက်တခေါက်ပြန်ရှုလို့ညာကထက်လာတဲ့အချိန်ခါမှာမိမိရာဂဖြစ်နေတဲ့ပုံကိုယ်တွေကိုပြောင်းပြီးဆိုင်ကြည့်အလုံးအတုပါသဘောတွေ့နေတယ်နော်အဲဒါရာဂဖြစ်နေတဲ့ပုံကိုယ်တွေအပေါ်၌နောက်ပိုင်းညာကိုခမည်းများကျက်စားပြီးတော့ဣဇ္ဇဒတလည်းဘိဓာတလည်းအတုပါသဘောတွေကိုရှုပေးပါအဲဒါလက္ခဏာဘယ်နှခုဖြစ်သွားပြီလဲ၄ခု အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာနော်အတုပအဲ့ဒီသဘောတရားတွေကိုကြည်ဖာမြတ်စွာထက်ခတ်တက်ကကျุလိုက်လို့ဉာဏ်တွေကတော်တော်လေးထက်လာပြီဆိုရင်တော့ယောဂီသူတော်ကောင်းတွေဘာကိုပြောင်းရမလဲကျောင်းကျောဆက်ပြိစ္ဆာသမှုပ္ပသဘောတရားတွေကိုပြောင်းပြီးတော့ဝိပဿနာရှုဖို့လိုလားတယ်